မင်းစုနေပါမြန်မာမှာအလားဆုံးမျက်နှာတပ်ပေါ်စုကိုရှာသွားခဲ့တာကြောင့်လှုပ်ပွဲလို့ဝေဖန်ခံနေရတဲ့ခင်နာစုအလုံးမင်းမိင်္ဂလာပါဆယ်လီတန်ညူဘေးကနေကြိုဆိုလိုက်ပါရီမင်းစုနေပါမြန်မာ2025ပြိုင်ပွဲကမကြာခင်မှာကျင်းပတော့မှာပဲဖြစ်ပြီးပွဲစဉ်တွေကိုစတင်နေပါပြီဒီနေ့မှာတော့အဆိုတော်ခင်နာစုကပါဝင်ရှင်ပြိုင်ပင်ပေးစပြိုင်ကြီးတွေကအလုံးမင်းရဲ့စံနှုန်းတွေနဲ့မကိုက်ညီဘူးလို့ပြောခင်ခဲ့ရသူပါဒါပေမဲ့ဘသူပြောပြောခရီးမဆိုင်တဲ့ပကိုးလာမယ်လေခင်နာစုဟာမင်းစုနေပါမြန်မာမှာဝင်ရောက်ရှင်ပြိုင်ရင်းနဲ့ ဘက်ဟက်ရှော့စုကြီးကိုရှောက်သွားခဲ့ပါတယ်။သူတက်လာတဲ့လမင်းများစွာရှိပေမဲ့လည်းခင်နာဆိုးကအလားဆုံးမျက်နှာစုကိုထိတ်တန့်ရသွားခဲ့ပါတယ်။ဘက်ဟက်ရှော့ကိုစုကိုခင်နာဆိုးဟက်ရှော့ဆေးပါစုကိုပသိမ်လာမင်းရန်ရန်နဲ့ဟက်ရှော့ဘရုံးစုကိုဟာခါလာမင်းနနာတို့ကရသွားခဲ့ပါတယ်။အကောင်းဆုံးမျက်နှာစုကိုတော့လှပတဲ့မျက်နှာပိုင်ရှင်ဓပုံရလိုက်တဲ့အခါဆွဲဆောင်မှုရှိတဲ့မျက်နှာပိုင်ရှင်ကပဲရှားတင်တယ်လို့ထင်ခဲ့ကြတာပါ။ဒီနေ့မှာပါဝင်ရှင်ပြိုင်နဲ့လှမင်းချောလာရီများစွာကိုကြော်တက်ပြီး ခင်နာဆိုးကအလားဆုံးမျက်နှာစုကိုရသွားခဲ့တာကိုတော့ပရိသတ်တွေကသဘောမကျကြပါဘူးအလားမယ်ရီအားလုံးကိုဗိုတင်စနစ်ရွေးချယ်တာဖြစ်ပြီးဗိုတင်များတဲ့သူ၃ယောက်ကိုထက်ရွေးတဲ့အခါနောက်ဆုံး၃ယောက်ကျန်တဲ့ထဲမှာတောင်မှပသိန်လမေကပို့ပြီးတော့လာတယ်လို့ပြောနေကြပါရီဒါပေမဲ့ခင်နာဆိုးကဒီစုကြီးကိုဗိုတင်နဲ့ရသွားတာဖြစ်ပြီးစပင်တိုနဲ့ရသွားတဲ့စုဖြစ်တာကြောင့်အရေးကြီးတဲ့နေပါရီ ဒီစုကိုရတဲ့အတွက်လုပ်ပွဲလိုဝေဖန်နေကြပြီးတော့နောက်ထပ်ပွဲစဉ်တွေမှာလည်းစုတွေကိုဘလို့ရွေးချယ်သွားမလဲဆိုတာစောင့်ကြည့်နေကြပါပြီ။ပွဲဥထမရင်ခင်နာစုနဲ့စတင်နေပြီဖြစ်ပြီးသူ့အတွက်တော့မြမြတတရတဲ့စုဖြစ်လာခဲ့ပါပြီ။ဒီနေ့မှာလာပြိုင်နေအလမေရီတွေမှာအလမေတစ်တွေလည်းပါဝင်သလိုနိုင်ငံသားမှာတွားရလေးကျင်ထားခဲ့တဲ့အလမေရီလည်းပါဝင်ပါရင်မျက်နှာကိုတင်းထောင်ကြီးကုန်ကြခံပြီးတော့ခွဲစိတ်ထားတဲ့မြို့ကုကိုစံလဲပါဝင်ပြီးချောရလာတဲ့သူတွေများလို့ပရိသတ်တွေဘသူကိုရွေးရမယ်မသိဖြစ်ခဲ့ကြပါပြီ။ဒါပါပါလာပိုင်ရှယ်လာမေရီကြားထဲမှာခင်နာစုကတော့မျက်နှာကိုခွဲစိတ်ပြပြင်ထားတာမဟုတ် မှုပဲသင်္ကိုလာဖြစ်ပြီးသမင်တိုနဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိနေပါ ರಿ ။တပုန်ဒီမှာသူ့ထည့်အစားပေါင်းများစွာလာတဲ့အလမတွေရှိနေရကြောင်းပြိသက်တွေကမကျေနပ်ကြပါဘူး။ခင်နာဆိုတာဆိုတော့ဖြစ်တဲ့ပြင်ဆိုင်မင်းသမီးလည်းဖြစ်နေပြီးလူတင်များနေလို့ဗုဒ္ဓမြများရသွားကအလားဆုံးမျက်နှာစုကိုရသွားတာဖြစ်မယ်လို့မှန်းဆနေကြပါ ರಿ ။အလမေတယောက်ရဲ့စံနှုန်းနဲ့မကိုက်ညီဘူးလို့ပြောတဲ့သူတွေကိုခင်နာဆိုက ဘန်ဆာရှော့စုနဲ့မော်ကြွားသွားနိုင်ပါပြီ။ပထမဆုံးပွဲစဉ်မှာခင်နာဆိုးကပွဲဥထက်လာနေတာကြောင့်နောက်ထပ်စုတွေရဖို့အတွက်လည်းစဉ်သစ်ဖြစ်နေပါပြီ။ခင်နာဆိုးကတော့ဒီလမေပြန်ပွဲကိုဝင်ပြိုင်မှုအတွက်ခက်ခဲခဲကြိုးစားထားတာဖြစ်လို့တရဖူကိုလည်းပြန်မအပ်နိုင်သလိုဘယ်နည်းနဲ့ပဲဖြစ်ဖြစ်ဆက်လက်ရှင်ပြိုင်သွားမှာပါ။ ဒါကြောင့်အခုရတဲ့ဘဲဟက်ရှော့စုကလည်းသူနဲ့ထိုက်တန်လို့ရတာဖြစ်ပြီးလောက်ပွဲလို့ပြောတာတွေကိုလည်းလက်မခံပါဘူး။ရှစ်တန်းနဲ့အိနောက်ကြပြီးအင်ဒီဂျပန်မှုတွေခံခဲ့ရတဲ့ခင်နာစုကမစ်ဆူနီဘာရဲ့ပထမဆုံးပွဲစဉ်မှာတင်ဆူရနေပြီဖြစ်ပြီးသူ့ကိုလည်းရှော့တက်လို့မရကြောင်းသတိထားမိလာကြပါရည်။နိုင်ငံခြားကလာမယ့်ပြိုင်ပွဲကိုတုံးတဲ့သူတွေကတမှခင်နာစုရဲ့ကတ်ဝတ်တွေကိုသဘောကျနေကြပြီးမြန်မာဆန်နဲ့အသားရည်နဲ့ယုံကြည်မှုရှိရှိနေထိုင်ပုံတို့ကအသာချက်ဖြစ်လာခဲ့ပါရည်။ခင်နာစုကသပင်းမရှိလေလာမယ့်ဖြစ်နိုင်တယ်လို့တခုလည်းမျိုးသမီးလည်းလာမယ့်ဖြစ်နိုင်ကြောင်းစူးစမ်းပြခြင်းလို့ဒီပွဲကိုတော့ရှင်းပြရင်းနဲ့ ဆုတဆုတော်ရသွားခဲ့ပါရီခင်နာဆိုကဘက်ဟန်ရှော့ဆုနဲ့တကယ်ရောထိုက်တန်ရဲ့လားဒီစုကိုဘသူကအရသင်ဆုံးလေးဆိုတာကွန်မန့်မှာပြောခဲ့ပေးပါအောင်ရှင်ကြည့်ရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်